ဒီအပိုင်း online မှာဒီပုံလေးတွေတော်တော်လေးကိုဖြစ်ဖြစ်ပြီးတော့မှတော်တော်လေးကိုလူပြောများနေတဲ့ပုံလေးလည်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်နေနဲ့ဒီနေ့မှာတော့ဒီပုံလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော် reaction လုပ်ပေးသွားမှာလည်းဖြစ်ပါတယ်။ဘာကြောင့် reaction လုပ်ရတာလဲဆိုရင်တော့ပထမကတော့ကျွန်တော်အမှန်တိုင်းပြောရရင်တော့ဒီပုံလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘာမှမပြောတော့ဘူးဆိုပြီးတော့ကျွန်တော်နေခဲ့တာပါလွန်ခဲ့တဲ့နှစ်ရက်သုံးရက်လောက်ကဒီပုံလေးကျွန်တော်တွေ့တယ်ဒါပေမဲ့ဒီပုံတလေးတွေ့တာဖြစ်တဲ့အတွက် အော်မပြောတော့ပါဘူးဆိုပြီးတော့ကျွန်တော်အနေနဲ့ဒီတိုင်းပဲကျွန်တော်ရက်ကြည့်နေခဲ့ပါတယ်။သို့တော်လည်းပဲတရက်ထက်တရက်တရက်ထက်တရက်ပူပူပြီးတော့ဆိုးလာတဲ့အတွက်ကြောင့်လည်းကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးကို reaction လုပ်လိုက်ခြင်းလည်းဖြစ်ပါတယ်ပေါ့နော်။အဲ့တော့လက်ရှိအချိန်လောက်ဆိုရင်တော့ကျွန်တော်ဒီဗီဒီယိုကိုကြည့်နေကြတဲ့ဒီ AI photo တွေကိုဖန်တီးထားတဲ့သူတွေဆိုရင်တော့ကျွန်တော်ဘာကိုသွားတော့မယ်ဆိုတာသူတို့သဘောပေါက်တော့ပြီးတော့ကျွန်တော်ယုံကြည်ပါတယ်။အဲ့တော့ကျွန်တော်ဒီကနေပြောချင်တာကကျွန်တော်မြန်မာနိုင်ငံကလူတွေကအရန်ကိုပဲတခုခုဆိုတနာတတ်ကြပါတယ် ဆိုတော့ဒီတနာထက်တဲ့စိတ်ကိုခင်ဗျားတို့အနေနဲ့အခွင့်အရေးယူပြီးတော့မှာပေါ့နော်လက်ရှိကျွန်တော်တို့ AI နည်းပညာထွန်းကားနေတာကိုအသုံးချပြီးတော့အဲကျွန်တော်တို့ငွေရရှိဖို့အတွက်เนาะကျွန်တော်တို့ post တွေကိုပုံစံမျိုးစုံနဲ့ဟလာမျက်ရည်ချူတဲ့ post တွေတင်ပြီးတော့မှပတ်စံရှာနေတာတွေကိုရက်တန်းကရက်ပါလို့ကျွန်တော်အနေနဲ့ဒီကနေ့ တော့ဘာပဲဖြစ်ဖြစ်အကြံပြုချင်တယ်ပေါ့နော်အဲ့လိုပဲပြောချင်ပါတယ်။ဒါလည်းဆိုတော့ကိုယ်နိုင်ငံသူနိုင်ငံသားတွေကပြောမယ်ဆိုရင်ဒီလိုမျိုးဤပညာတွေနဲ့ကတချို့တွေကတော်တော်လေးကိုအလံဝေးပါတယ်။အထူးသဖြင့်ဒီဘက်ခေတ်ကလူငယ်တွေမဟုတ်တဲ့အရှိဘက်ကကျွန်တော်တို့လူကြီးသူမတွေဆိုရင်ဒီ AI နေပါတယ်သူတို့နားမလဲဘူး။ AI နေပါရင်သူတို့နားမလဲဘူး။နားမလဲတဲ့အခြေအနေပေါ်မှာ line ပေါ်မှာ online သုံးတဲ့အခါမှာဒီလိုပုံတွေတွေ့တဲ့အခါမှာတနာပြီးတော့မှကိုမန့်နေရေးကြတယ်။ light တွေပေးကြတယ်တချို့ဆိုလှူကျင်တန်းကျင်ကြတယ်။နော်အခက်အခဲဖြစ်နေတဲ့အပေါ်မှာ အဲတချို့ဆိုလိုက်ပြီးတော့ခံစားပေးတယ်လိုက်ပြီးတော့ခံစားကြတယ်စိတ်မကောင်းဖြစ်ကြတယ်เนาะဆိုတော့ကျွန်တော်ဘာကိုပြောချင်တာလဲဆိုတော့ဒီပုံတွေကိုဖန်တီးတဲ့သူတွေအနေနဲ့เนาะကိုယ့်ရဲ့ဖန်တီးမှုတစ်ခုဟာကျွန်တော်တို့မြန်မာနိုင်ငံကသူတွေကိုလိမ်ဖို့ပဲလားကျွန်တော်မေးချင်တာလေเนาะလိမ်ဖို့တစ်ခုတည်းအတွက်ရွယ်ပြီးကိုငွေရရင်ပြီးရောဆိုတဲ့စိတ်တစ်ခုတည်းနဲ့ပဲဒီပုံတွေကို post တွေတင်နေတာလားဆိုတော့မေးချင်တာလေเนาะတခြားကျွန်တော်တို့ AI ကိုကောင်းတဲ့နေရာတွေမှာကျွန်တော်အသုံးချလို့မရနိုင်တော့ဘူးလား ဲ့လောက်တော့ကျွန်တော်တို့မှာ IQ ကလေ0 level ဖြစ်နေပြီလားဗောလေနော်ဆိုတော့တခြားသောတိုင်းပြည်တွေမှာကျွန်တော် AI နည်းပညာထုံးကားတာကျွန်တော်တို့မြန်မာနိုင်ငံကလူတွေအတွက်သုံးမှုပဲထုံးကားတာမဟုတ်ဘူးတကမ္ဘာလုံးအတွက်ဒီ AI နည်းပညာထုံးကားလာတာဖြစ်တယ်တကမ္ဘာလုံးမှာလည်း AI နည်းပညာတွေကိုတော်တော်များများကိုအသုံးပြုနေကြတွင်းတွင်းကျကျပဲဒါပေမဲ့သူတို့သုံးတဲ့အခါမှာကောင်းတဲ့ဘက်ကိုသူတို့ကယူပြီးတော့သုံးတာဒီဟာတွေကိုအသုံးချတာဒါပေမဲ့ကျွန်တော်မြန်မာနိုင်ငံကလူတချို့ကကြာဘာဖြစ်နေလဲဆိုတော့ဒီ AI နည်းပညာတွေကိုအသုံးပြုပြီးတော့မှ ို့နိုင်ငံသူနိုင်ငံသားတွေသူတအားနေတဲ့ပုံခွင့်ရယူပြီးတော့မှအခုလိုမျိုးတွေလှည့်စားပြီးတော့ပို့စ်တီတင်ကပတ်စံရှာနေတာကြီးကတော့တော်တော်ကြီးကိုအဆင်မပြေဘူးဗျ။နော်တော်တော်ကြီးကိုအဆင်မပြေဘူး။ကျွန်တော်တို့လိုဒီနည်းပညာနဲ့ပတ်သက်ပြီးတော့အလုံးလုံးနေတဲ့သူတွေအတွက်ကတော့ဒီလိုတက်ပုံတွေကြီးလိုက်ရင်ကြီးစရာဖြစ်နေတယ်။ပုံတွေ့တာနဲ့ဒါ AI ဆိုတာကျွန်တော်တန်းသိတယ်။ဘာမှတော့ AI photographer တွေနဲ့စစ်စရာတော့မလိုဘူး။ကြီးလိုက်တာနဲ့ဒါ AI လားတကယ် reality လားဆိုတာကောင်းကောင်းခွဲခြားတတ်တယ်။သို့တော့မြန်မာနိုင်ငံမှာရှိတဲ့လူကြီး60%ကမသိဘူး။ အဲ့ဒီမသိတဲ့လူတွေကိုအခွင့်အရေးယူပြီးတော့လက်ရှိအချိန်မှာခင်ဗျားတို့ကတပုံမီတပုံတပုံမီတပုံနေစဉ်နဲ့ရက်ဆက်ကိုဖို့ရွာမမေတန်းဆိုပြီးတပုံမီတပုံတက်နေတယ်ဆိုတော့အဲ့ဒီထဲမှာပို့ဆိုးတာကကျွန်တော်တို့လို follower များတဲ့ page တောင်ပါတယ်เนาะ influencer တောင်ပါတယ်ဆိုတော့တော်တော်လေးလဲဘယ်လိုပြောမလဲအာအာတက်မိတယ်ပေါ့เนาะဒီလိုရဲ့အတွက်ဒီလိုမျိုးကိုယ့်ကိုချစ်လို့ကိုယ့်ကိုသဘောကျလို့ကိုယ့်ရဲ့တင်ဆက်မှုတွေကိုနှစ်သက်လို့ကိုယ့်ရဲ့ page ကို like and follow လုပ်ထားတဲ့သူတွေကိုလေရက်တယ်ပေါ့เนาะ လက်ရှိချိန်မှာတော့နာမည်ထည့်မပြောသေးလက်ရှိလုပ်နေတဲ့ပေတွေလက်ရှိလုပ်နေတဲ့သူတွေကိုကျွန်တော်လက်ရှိဒီ reaction မှာတော့ကျွန်တော်နာမည်ထည့်မပြောသေးဘူးသို့တော့ဒီ video reaction ကိုကြည့်မိသွားပြီဆိုရင်တော့ကိုယ့်ရဲ့လုပ်ရက်တွေကိုဒီဒီဒီချေရဆိုင်ရက်တန်းကရက်စီချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကိုလုတ်တာမကောင်းဆိုတာကိုကိုယ်တိုင်သိတယ်လေနော်။ဒီဒေါ်လာလေးဟိုပြောမယ်ဆိုရင်ကိုနဲ့တပုတ်တင်လို့20 30ထန်ကုန်ရပြ5 60ပေါ့ဟုတ်လားဒေါ်လာလေး5 60ရဖို့ရေးကို ဘာအတွက်ကြောင့်ကိုယ့်ရဲ့ကိုယ့်ရိုးသားမှုကိုယ့်ရဲ့ဖြူစင်မှုတွေကိုချနှင်းပြီးတော့မှဒီလိုမျိုးပတ်စံရှာဖို့စဉ်းစားတာလဲကျွန်တော်လုံးဝအံ့အားသင့်မိပါတယ်เนาะအဲဘာကြောင့်လဲဆိုတော့အဲဒီလိုမျိုး influencer တွေရအောင်ပါလာတဲ့အထွတ်တော်တော်လေးအံ့ဩမိတယ်လို့ကျွန်တော်ပြောရခြင်းဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ခါတိုင်းလဲကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်းပဲပေ့အတုတွေပေါ့ဗျာအင်းဆိုပြီးတော့ပုံစံမျိုးစုံနဲ့တည်နေကြတဲ့ပေ့တွေလည်းများစွာရှိပါဒီပေ့တွေအတွက်ကတော့တို့ကရှေ့မှာလဲလိန်ခဲ့တာဖြစ်တဲ့အထွတ်ထက်လိန်မှုအတွက်တို့တို့ကတော့တိတ်ပြီးတော့ပထူးစမ်းဘူး เนาะသို့တော်လည်းပဲအဲ့ဒီလိုပေ့တွေအနေနဲ့လဲပေ့ပိုင်ရှေ admin အနေနဲ့လဲကိုယ့်ရဲ့လုံရက်ကမတိနားမလဲတဲ့မြန်မာနိုင်ငံကเนาะလူကြီးသူမတွေအဲလူငယ်လူရွယ်တွေเนาะမတိသေးတဲ့လူတွေပေါ့အထူးဖြစ်နေဘက်ကသူတွေပေါ့เนาะဒီလို AI နဲ့ဝေးတဲ့သူတွေဆိုတော့အဲ့လိုလူတွေကိုအခုလိုမျိုးလှည့်ပြားပြီးတော့ content တွေတင်ပြီးတော့ပတ်စံရှာနေတာတွေကိုဘာပဲဖြစ်ဖြစ်ကျွန်တော်အနေနဲ့ ပြောချင်တာကတော့ရက်စီချင်ပါတယ်။တခြားသော content တွေကျွန်တော်တို့တင်လို့ရပါတယ်เนาะကျွန်တော်တို့ကအစစ်မှန်ဖြစ်နေတဲ့အရာတွေကျွန်တော်တို့တင်လို့ရတယ်เนาะအခုဟာကျတော့မဟုတ်တဲ့ဟာကြီးအဟုတ်လုတ်ပြီးတော့မှလူတွေကိုစိတ်ပိုင်းဆိုင်ရာ emotional ကိုလည်းခံစားအောင်ပောက်ပြရတွေရှောက်ရေးတယ်။တချို့တွေဆိုရင်ဒီပုံတွေကိုကြည့်ပြီးတကယ်တည်းထေပြီးတော့တနာနေတယ်ဝမ်းနေနေစားတယ်เนาะအဲ့လိုတွေအဲ့လိုတွေเนาะအဲ့လိုတွေမြန်မာနိုင်ငံကလူတွေကလည်းတော်တော်လေးကိုခါလီကြောက်လေအဲအောင်အောင်မိတယ်ပေါ့နော်။ဘာကြောင့်အောင်အောင်မိရလဲဆိုတော့ခုနကရှေ့မှာပြောခဲ့သလိုပဲ။ အယံတနာကြတယ်အယံတနာကြတခုခုဆိုတနာတာမှတကယ်ကိုပဲသူတို့လောက်တနာတာသူတို့ပဲရှိတယ်ဆိုတော့အဲ့ဒီတနာတဲ့စိတ်ကိုအခွင့်အရေးယူပြီးတော့မှအခုလိုမျိုးလှည့်ပြားနေတာတွေကတကယ်ကိုပဲအကြီးတန်းရုပ်ဆိုးတယ်နောက်တစ်ချက်ကအဲကျွန်တော်မြန်မာလူမျိုးတွေကတနာတယ်ဆိုတာကဒါမူလအခြေခံလေးဗျာ sorry ရရှိပြီးသားအခြေခံဖြစ်တယ်ဆိုတော့ဒီအခြေခံကနောက်သာရဆက်ရှိနေအောင်ပါလေဖြစ်တယ်ဆိုတော့အဲ့လိုဆက်ရှိနေမဲ့ ခြေအနေမျိုးမှာအခုလိုမျိုး AI နဲ့ reality နဲ့ကပြောရမယ်ဆိုဒန်းတူ content တွေက Facebook ပေါ်မှာ post တွေတက်လာမယ်ဆိုရင်နောက်ပိုင်းမှာစိုးချိုးတွေဘာတွေဖြစ်လာနိုင်လဲဆိုတော့တကယ်တကယ်အခက်အခဲဖြစ်လို့ line ပေါ်မှာတက်ပုတ်တင်ပြီးတော့အကူအညီတောင်းချင်ရင်တောင်းမှ AI ဆိုပြီးတော့ထင်သွားလိမ့်မယ်ခင်ဗျားတို့ရဲ့လောက်ရတဲ့အကြောင်းเนาะဘာကြောင့်လဲဆိုတော့မယုံတော့ဘူးလူတွေကလှူချင်တန်းချင်တော့မှဒါ AI ကြီးပါထင်သွားတဲ့ဆိုရင်တကယ်တကယ် reality မှာတကယ်ဖြစ်နေတဲ့အခါကျရင်အဲ့လူတွေအများကြီးနေတာပါလိမ့်မယ် နော်ဒါတွေကိုတော့ကျွန်တော်တို့ဘာပဲဖြစ်ဖြစ်ကြိုတင်ပြီးတော့ကိုယ့်ရဲ့လုံရက်နဲ့ပတ်သက်ပြီးစိုက်ရက်ဘက်ကဘာတွေရှိလဲဆိုတာကိုကနောက်ဆုံးကုတ်ကုတ်ပြောမယ်ဘာမှမဟုတ်ဘူးဆိုပြီးတော့ရည်ရွယ်ပြီးတော့တင်းနေဆိုရင်တော့မှကိုယ့်ရဲ့လုံရက်ရဲ့စိုက် effect ကဘာရှိလဲဆိုတာအဲကျွန်တော်ပြန်စဉ်းစားပြီးတော့မှကိုယ့်ရဲ့လုံရက်တွေကိုဘာပဲဖြစ်ဖြစ်ပြန်ပြီးတော့ဆင်ခြင်တင်နေပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့ဆက်ပြီးတော့ဒီလိုမျိုးတွေမတ်မီတန်းနဲ့အို့ဖို့ရွာကပုံစံမျိုးတွေဆက်ပြီးတော့တင်းနေအောင်မယ်ဆိုရင်တော့ဒါကြီးက တကယ်ကိုပဲကျွန်တော်တို့ရှက်ဖို့တကယ်ကောင်းပါတယ်ပေါ့နော်တကယ်ရှက်ဖို့ကောင်းပါတိတဲ့သူတွေအတွက်ဆိုတကယ်ကိုရည်ကျင်စရာကြီးပဲနော်ပြီးတော့လည်းကိုယ့်ရဲ့ image ကိုယ့်ရဲ့ဂုဏ်သိက္ခာတို့ချို့ influencer တွေပါဝင်နေတာဖြစ်တဲ့အတွက်ထိမ့်သိမ်းကြပါလို့ကျွန်တော်နေပြောချင်ပါတယ်ဘာလို့လဲဆိုတော့ကိုယ့်ရဲ့ကုန်တဲ့ခါဒီလိုမျိုး1 million ကျော် follower ရဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးဆိုတော့ဒီလိုမျိုးကိုယ်ချစ်လို့ကိုယ်ခင်လို့ဟာလာကိုယ့်ရဲ့ content တွေကိုကြိုက်လို့ like and follow လုပ်ထားတဲ့သူတွေကိုလှည့်ပြားပြီးတော့မှဒီလိုမျိုး post တစ်ပုဒ်ကို တင်တယ်တင်တဲ့အခါမှာတရက်သေးတင်လာလာဆိုမဟုတ်နေစဉ်ရက်ဆက် တောက်လျှောက်တင်လာတာကိုကျွန်တော်သတိထားမိလာတယ်တော်တော်လေးလဲစိတ်လဲမကောင်းပါအောင်เนาะတကယ်လဲစိတ်မကောင်းပါအောင်ဘာဖြစ်လို့လဲဆိုတော့မဖြစ်တင်ဘူးလေเนาะကိုကပြောမယ်ဆိုရင်ကျွန်တော်တို့က influencer တွေဖြစ်တဲ့အတွက်ရှေ့ထွက်ပြီးတော့ကျွန်တော်တို့ကအလုပ်လုပ်ပြနေတာဖြစ်တယ်ရှေ့ထွက်ပြီးတော့ကျွန်တော်တို့ကစကားတွေပြောနေတာရှေ့ထွက်ပြီးတော့ကျွန်တော်တို့ကသူတို့ရဲ့အရှိမပြောမယ်ဆိုပုံစံကောင်းပါအောင်เนาะမှန်မှန်ကန်ကန်နဲ့ကျွန်တော်တို့ကနေထိုင်ရမှာလေဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကြီးစုနေကြတဲ့ follower တွေထဲမှာလူငယ်လူရွယ်လေးတွေလည်းအများကြီးပါတယ်ဆိုတော့ကျွန်တော်တို့ကစပြီးတော့ပောက်ပြက်တွေရှောက်လုပ်မယ်ကျွန်တော်တို့ကစပြီးတော့မဟုတ်တဲ့ရုပ်တွေလုပ်မယ်ဆိုရင်ဒီလူငယ်လူရွယ်လေးတွေရဲ့အတွေးအကော်တွေဟဲ့လားအယူအဆတွေကလည်းဘာပဲဖြစ်ဖြစ်ကျွန်တော်တို့မယူသည့်မယူကောင်းတဲ့အရာတွေယူမိသွားရင်ကျွန်တော်တို့မှလည်းဘာဖြစ်ဖြစ်အပြစ်ရှိတယ်ဗျာ။နော်အပြစ်ရှိတယ်။ဆိုတော့အဲ့လိုမျိုးခြေနေတွေဆက်ပြီးတော့မဖြစ်အောင်ရတန်းကရက်ပေးကြပါလို့ကျွန်တော်အနေနဲ့မြစ်တာရက်ခတ်ခြင်းပါတယ်။နော်ဒီ post ကပြောမြစ်တာရက်ခံတဲ့ reaction မှာနောက်တစ်ချက်ကကျွန်တော်မြန်မာနိုင်ငံနေမဟုတ်လေเนาะကျွန်တော်ရှေ့မှာပြောခဲ့တဲ့ AI နီးပညာတစ်ကမ္ဘာလုံးကတုံနေတာဖြစ်တယ်ဆိုတော့ကိုးတိုင်းပြည်မှာ AI နီးပညာကိုအသုံးချတဲ့နေရာမှာကောင်းတဲ့ဘက်ကနေဥပမာပေါ့ကျွန်တော်တို့လူတွေလောက်ရမဲ့နေရာမှာဟာလာဝန်ထမ်းတွေခေါ်ပြီးအလုပ်လုပ်ရမဲ့နေရာမှာ AI နီးပညာကိုအသုံးပြုပြီးတော့မှအဲကျွန်တော်တို့ဒါအသုံးချလိုက်မယ်ဆိုရင်ကိုယ့်ရဲ့ဝန်ထမ်း cost တွေတက်တာသွားမယ်ဒါဒါလုပ်ငန်းပိုင်းဆိုင်ရာမှာကျွန်တော်ရုံးပိုင်းဆိုင်ရာဒီမှာเนาะဒါအသုံးချတတ်တယ်ဆိုရင်ကျွန်တော်တို့အသုံးချလို့ရတာရှိတယ်ဆိုတော့ ကျွန်တော်ဥပမာကျွန်တော်တို့ဒီ website တွေရေးဆွဲမယ်ဆိုရင်လည်းကုတ်တွေမရေးထည့်ဘူးဆိုတော့မှဒါ AI နည်းပညာနဲ့ကျွန်တော်ကုတ်တွေကိုရေးခိုင်းလို့ရတယ်။တော့အဲ့လိုကောင်းတဲ့ဘက်တွေမှာကျွန်တော်တို့သုံးပါလား။ဘာလို့ကျွန်တော်တို့မြန်မာနိုင်ငံလူတွေကတခုခုဆိုရင်မကောင်းတဲ့ site ကနေစစင်းစားတယ်။စဉ်းစားပြီးတော့မှဘလို့လိန်ပြီးတော့ဒီဟာကအတုံးချပြီးဘလို့လိန်ကောင်းမလဲဆိုတာမျိုးကတော့ဒါကြီးကကျွန်တော်တို့ဒီ logic ကြီးကကျွန်တော်ဖျောက်တင်ပြီနော်။ဒါဒီ logic ကြီးကဒီဘက်ခစ်မှာကျွန်တော်တို့ဒါမျိုးတွေဆက်ပြီးတော့မရှိတဲ့တော့ပါဘူး။တော့ဘာဖြစ်ဖြစ်ဖြစ် ခုဆိုရင်ကျွန်တော်ဒီပုံတွေကြည့်ပြီးတော့တချို့တွေဆိုရင်ဟာတကယ်ဟိုပဲစိတ်ပိုင်းဆိုင်ရာလည်းလိုက်ပြီးတော့ခန်းစားပေးတယ်မရောင်းအောင်ဆိုတော့တို့မှာအော်ရောင်းရောင်းရပါစီဆိုပြီးတော့ဆူတောင်းပေးကြတယ်နော်မျက်ရည်တွေနဲ့တွေ့တော့လဲစိတ်မကောင်းနေဖြစ်ကြတယ်မှန်တော့အဲ့ဒါတွေအတုတွေ AI နေနော်အဲ့ဒါကိုလည်းလက်ရှိကျွန်တော်ကြည့်ရှုနေကြတဲ့ view တွေတချို့တွေပါလီနေလိမ့်မယ်ဒီထဲမှာပါနေလိမ့်မယ်နော် comment တွေဝင်ရေးပြီးတော့ခွန်အားတွေပေးနေတာခွန်အားတွေပေးနေတာနော်တကယ်ကိုမြစ်တာကယူနာရှင်မကြီးတွေနော်မြစ်တာကယူနာရှင်ကြီးတွေ ဆိုတော့ကျွန်တော်အနေနဲ့လည်းဒီဗီဒီယိုကိုကျွန်တော်အမှန်တမ်းပြောရင်ကျွန်တော်အရှိမပြောခဲ့သလိုပါပဲမလုတ်ချင်ပါဘူးမပြောချင်ပါဘူးပေါ့နော်ဘာလို့လဲဆိုတော့တပုတ်တလီလောက်ဆိုကက်ထားပါတော့လေးပေါ့နော်အဲ့လိုပဲလိလိရှုပေးလိုက်ပါဒါပြမဟုတ်ဘူးဗျတရက်ထက်တရက်ဆိုးလာတဲ့ဆရာသမားတွေကနော်တရက်ထက်တရက်ဆိုးလာတဲ့ပုံတွေမျိုးစုံထုတ်ပြီးတော့မှတပုတ်ပြီးတပုတ်တင်ပြီးတော့မှငွေရှာနေကြတယ်ဆိုတော့ငွေရှာတာကျွန်တော်တို့လည်းဒါလက်ရှိကျွန်တော်ဗီဒီယိုလုတ်ပြီးငွေရှာတာပဲလေဒါပြကျွန်တော်တို့မှန်မှန်ကန်ကန်ပဲသွားရလေမှန်မှန်ကန်ကန်ပဲပြောရလေနော် ဒီလိုပဲလှုပ်ဖို့ဒီလိုပဲပြောဖို့ဒါမှမဟုတ်တက်ပုံဆိုလည်းဒီတိုင်းပဲကိုယ့်ရဲ့ပုံအစ်စ်သို့မဟုတ်တခြားသောကျွန်တော် celebrity မင်းသားမင်းသမီးပုံတွေနဲ့အဲကျွန်တော်တို့ဒါလိုအပ်သလိုပေါ့နော်လိုအပ်သလိုဆိုတော့ကျွန်တော်မလှုပ်တာလှုပ်ဖို့ပြောတာမဟုတ်ဘူးနော်ကောင်းကောင်းမွန်မွန်လေးနဲ့ဒါဒီ law ကိုလည်း Facebook ကချမှတ်ထားတဲ့ law ကိုလည်းအဲကျွန်တော်တို့ညီညွတ်အောင်ပြန်ပြီးတော့ပြင်ဆင်ပြီးတော့သေသေချာချာလေးတတ်တတ်ရရနဲ့ကျွန်တော်တို့ဖန်တီးမယ်ဆိုရင် Facebook ကလည်းလက်ခံတယ်ဒါပြင်ဒါဟာအမှန်တရားပဲဖြစ်ရမယ်အရှိတရားပဲဖြစ်ရမယ်လိန်ညာဖို့ကျွန်တော်ပြောနေရမှာမဟုတ်ဘူး ဆိုတော့လက်ရှိကကြတော့အဲ့လိုမဟုတ်တော့ခင်ဗျားတို့ကလိန်ညာပြီးတော့လူတွေကိုလှည့်ပြားပြီးတော့မှ content တွေကိုတင်ပြီးတော့ပတ်စံရှာနေတာကြီးอ่ะတကယ်ဟိုပဲကျွန်တော်တို့ content creator တွေအနေနဲ့လည်းတိတ်ခါကြတယ်တိတ်ခါကြတယ်เนาะငခုံးမတစ်ကောင်ကြောင်းတလီလုံးပုတ်ဆိုသလိုပဲအားလုံးရဲ့ image ကိုပါထိခိုက်တယ်ဗျာဆိုတော့ဒီလိုပုံစံနဲ့တော့ဆက်ပြီးတော့မရှင်းသင်ခြင်းပါနဲ့လို့ကျွန်တော်နေနဲ့ပြောကြားခြင်းပါတယ်နောက်တစ်ချက်ကတော့တို့ကြည့်ရှုနေကြပြောနေတဲ့ AI ကိုကျွန်တော်တို့တာမန် the reality ပုံနဲ့ဘယ်လိုဖွဲ့မလဲဆိုရင်ကျွန်တော်လူမျက်နာပုံတွေ တေချာလေးကျွန်တော်တို့ကြည့်လိုက်ကျွန်တော်တို့ကတော့သိတယ်ကြည့်လိုက်တာနဲ့ဒါ AI လားအစ်စ်လားအတုလားဆိုကျွန်တော်တို့သိတယ်အဲမသိတဲ့လူတွေဆိုနည်းလေးပြောချင်တာမျက်နှာကိုတစ်ချက်ကြည့်လိုက်ကြည့်လိုက်တဲ့အခါမှာပုံမှန်ထက်ပေါ့နော်ကာလာအရောင်အသွေးရခြားနာနေတယ်သတိထားကြည့်အလင်းမောင်လေးပေါ့နော်မျက်နှာအသားရည်အလင်းမောင်လေးကကျွန်တော်တို့ပုံမှန်ထက်ကိုခြားနာနေပါတယ်ပြီးမျက်လုံးတွေတစ်ခုနဲ့တစ်ခုနော်ပုံစံတွေကျွန်တော်တို့တာမန်မျက်လုံးတွေဆိုဓာတ်ပုံတွေဆိုမျက်လုံးကကျွန်တော်တေချာမြင်ရတယ်ဒါပေမဲ့ AI မှာကြတော့မျက်လုံးကအိုးအထည်တဲ့ဒီကျွန်တော်တို့တေချာမမြင်ရဘူး เนาะအဲ့လိုမျိုးတွေရှိတယ်အဲနရွက်တွေပါဆိုလဲတခါတည်းရမှာတာမန်ဓာတ်ပုံနဲ့မတူတဲ့ပြောမကွဲပြားခြားနားမှုတွေရှိနေတယ်เนาะအသားအရောင်နရွက်သို့မဟုတ်ကျွန်တော်လက်ဒီနေရာလေးတွေကိုတတိထားကြည့်ကြည့်ပေါ့เนาะမဟုတ်တခုခြားနားမှုတွေရှိနေအောင်တတိထားမိလိမ့်မယ်အဲသို့တော့လက်ရှိ AI နေရာလဲပြောမယ်တကယ့်ကို acid need to ဖြစ်အောင် လုပ်နိုင်တယ်เนาะအဲ့ဒီအခါကျတော့ကျွန်တော်ပြောချင်တာကတော့ဘာပဲဖြစ်ဖြစ်ကိုကဒီ AI နီးပညာရေးနဲ့ပတ်သက်ပြီးတော့အားနည်းတယ်ဆိုရင်တော့ အဲဒီထဲမှာနားလေတက်ကြတဲ့လူတွေကကွန်မတ်မှာဘာတွေရေးထားလဲဆိုတော့တစ်ချက်ဝင်ကြည့်လိုက်ပါ AI တို့ပြောထားတယ် AI ဒါ AI ဖြစ်ပါတယ်ဆိုပြီးတော့အကယ်၍များနောက်ထပ်ထပ်ပြီးလုံနေကြမယ်ဆိုရင်ပြောတာပါအဲ့လိုမျိုး AI လို့ပြောထားတဲ့ကွန်မန့်ကိုတွေ့ပြီးကွန်မန့်ကတစ်ချောင်းလည်းမဟုတ်နှစ်ချောင်းသုံးချောင်းမကရှိနေတယ်ဆိုရင်တော့ like လည်းမပေးနဲ့ကွန်မန့်လည်းမမှန်နဲ့ကြော်တာကြော်ပလိုက်နော်ဒါဆိုရင်ဒီကိစ္စတွေလုံနေတဲ့သူတွေတဖြည်းဖြည်းနဲ့ သူတို့လည်းပြောမယ်ဆိုအာရော့ပါလိမ့်မယ်အာရော့ပြီးတော့ရက်တန်းရက်သွားလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါပြီဆိုတော့ဒီ photo page နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီ signature QR အနေနဲ့ဗာမြတ်ချက်ပေးခြင်းမှတ်ချက်ပေးခြင်းတော့ရှိကုမရေးသားကြပါဘာကျွန်တော်နေ့စဉ်နဲ့အများကြီးရှိရှိအားပေးနေကြတဲ့ viewer တူတယောက်ရှိစီရဲ့အလေးနဲ့အထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့ဆုံညီပါပြ see you next video